မင်္ဂလာပါသားတို့သမီးတို့ရေ story wall ကနေကြိုဆိုလိုက်တယ်နော်ဒီခါသားတို့သမီးတို့ကိုပုံမြင်ပြောဖို့အလဲကြတဲ့လူကတီတီခိုင်ပဲဖြစ်တယ်နော်တီတီခိုင်ကသားတို့သမီးတို့ကိုမိတက်သောစင်ကြီးဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်တယ်နော်ဟိုးဒီခါတော့ငါတဲ့တအုပ်ကြီးတအုပ်မှာအင်မတန်မိတက်တဲ့စင်ကြီးတကောင်ရှိရတယ်ကွယ် အဲ့ဒီစီကြီးอ่ะဆိုရင် ဘလောက်မိတက်လဲလို့ဆိုရင် မနဲ့မနဲ့အရာထားဖို့လဲမိတယ်ညညာအရာဝင်ဖို့လဲမိတယ်တဲ့တခါတလေရေချိုးဖို့လဲမိနေတယ်နောက်ပြီးတခါတလေအစာစားဖို့တောင်မိနေတယ်လေကွယ်အဲ့ဒီတော့တော်ရင်မှာရှိတဲ့ခက်ရှုပ်ရှုပ်မြောက်တွေက သူ့ကိုကြည့်ပြီးအမြဲအော်ဟင်းလောင်ပြောင်နေကြကြတာပေါ့ကွယ် ဘလူရီလောင်လဲလို့ပြောရင်ကိုစင်ကြီးကိုစင်ကြီးအလုံးမေးတဲ့ကိုစင်ကြီးကိုစင်ကြီးမေးတတ်တာကဘာကြော်တပြားဆိုပြီးတောင်ပြောင်ကြတော့တာပေါ့အဲ့ဒီလိုလောင်ပြောင်တဲ့နေကြတော့စင်ကြီးဟာအင်မတန်စိတ်ဆိုးပြီးစိတ်တည်ညစ်နေတယ်ကွယ် ဒီတော့သူ့ရဲ့နှကန်းနဲ့အပြည့်ကန်သေးကရေတွေကိုစုပ်ပြီးမြောက်ဒီကိုပတ်ဖြန်းလိုက်တာမြောက်ရှုပ်ဒီတကိုယ်လုံးဆူရွှဲကုန်မာရောတယ်ဒီတော့မြောက်တွေဟာ စင်ကြီးကိုလက်တော့ပြန်ဖို့နီးလန်းရှာကြတယ်ကွယ်နောက်ဆုံးတော့သူတို့အကြံကောင်းတစ်ခုရသွားကြတယ်ဗာလဲလို့ဆိုရင် သူတို့ဟာတိတ်ခိုင်းနေပေါ်ကနေစင်ကြီးကိုဒီလိုသွားပြောကြတယ် ကိုစင်ကြီးဘာလို့ခမည်းရဲ့နှာမောင်းကိုထုံးချီမထားရတာလဲဒီလိုဆိုခမည်းမေးတော့မှမဟုတ်ဘူးဗျခမည်းနှာမောင်းကအထုံးကိုမြင်လို့စဉ်းစားလိုက်ရင်အဖြေပေါ်လာမှာပေါ့ဗျလို့ပြောလိုက်တည်းအဲ့ဒီစကားကိုကြားရတဲ့ကိုစင်ကြီးကအဟုတ်မှတ်သွားတယ်ကွအေးဟုတ်တာပဲတကယ်အကြံကောင်းမဲကွာလို့ပြောလိုက်တည်းတည်း အဲ့ဒီလိုပြောပြီးတဲ့နောက်"အင်းငါဘာသာတော့မချီနိုင်ဘူးမင်းတို့ပဲငါရဲ့နာမောင်းကိုကုချီပေးကြလို့တောင်းမန်လို့မြောက်ဒီကဇင်းကြီးရဲ့နာမောင်းကိုအထုံးဖြစ်အောင်ချီပေးလိုက်ကြတယ်လေကွ"ပြည်ရနဲ့တပြိုင်နဲ့မြောက်တွေကထုံးစံအတိုင်းစင်ကြီးကိုစကြနောက်ကြပြန်ရောတယ်။စင်ကြီးခေါင်းကိုလည်းအုံးပြီးနဲ့ပောက်ကြအဲ့ဒီလိုလုံနေကြတာပေါ့ခွင်း။ ကိုစီကြီးခမားနာမောင်းကိုဘာလို့ထုံထားရတာလဲအဲ့လိုမေးတဲ့အခါမှာကိုစီကြီးကလည်းငါလဲမသိဘူးငါလဲတတိမရတော့ဘူးလို့ပြောပြီးစီကြီးကအုံငူတော့တယ်လေကွင်ဒီနာမောင်းကထုံထားတော့သူ့အနေနဲ့ရေတောက်ချင်တာတောင်တောက်မရပဲဖြစ်နေတာကူကွင်နောက်ဆုံးတော့စင်ကြီးကိုတနာပြီးမြောက်တီကနှာမောင်းအထုံးကိုပြန်ဖြေပေးလိုက်တယ်ကွယ် မဖြေခင်မှာသူတို့ကခမရကျုပ်တို့ကိုရင်ထဲမပတ်တော့ပါဘူးလို့ဂရိပေးရမယ်နော်လို့ဂရိတောင်းလိုက်ကြတယ်တဲ့ဇင်ကြီးကလည်းကောင်းပါပြီလို့ဂရိပေးလိုက်တာပေါ့ကွယ်ဒါပေမဲ့သူနာမောင်းပြေသွားတာနဲ့တပြိုင်နဲ့ဇင်ကြီးဟာရည်ရီဆုံးပြီးမြောက်တွေကို ရွှဲဆူအောင်ပတ်တော်တာပဲတဲ့ဇင်ကြီးကတော့မိတက်တဲ့နေရာမှာစံမဲလို့ပြောရမယ်တဲ့ မိကဘလောက်တောင်မေးတယ်လေဆိုရင်မြောင်လေးတွေကို ပေးထားတဲ့ဂရီကိုတောင်မှ သူမေ့သွားတော့တာပဲလေကွ။ကဲပုံမြင်လေးကတော့ဒါပါပဲနော်ဒါတို့သမီးတို့လည်းမိတဲ့တော်စင်ကြီးဆိုတဲ့ပုံမြင်လေးကိုနမူနာယူပြီးဒါတို့သမီးတို့ရဲ့ဘဝတစ်ချောင်းမှာသူတစ်ပါးရဲ့အာနေချက်ကိုလောင်ပြောင်တယောတတ်တဲ့သူမဟုတ်ဘဲသူတစ်ပါးရဲ့အာနေချက်ကိုကုညီပေးနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဒီဒီခိုင်ကဆန္ဒပြုလိုက်တယ်နော်